အလုံးမဲ့မင်္ဂလာပါကျွန်တော်တို့ football and live အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးစုံမောင်းအောင်တောင်းပေးပါတယ်အဲလက်ရှိမှာဒါကျွန်တော်ဒီနေ့မှာဒါတောက်လျှောက်တာကျွန်တော်တို့ Arsenal အသင်း Liverpool အသင်း Chelsea အသင်း City ကျွန်တော်ဒါ Tottenham Hotspur United ပြီးရင်တော့ဒါ Tottenham Hotspur အသင်းကြောင်းတော့စပြီးတော့ပြောရအောင်မှာပေါ့နော် Tottenham Hotspur အသင်းနေနဲ့ဒါကျွန်တော်တီကြတဲ့အတိုင်းပဲတော်တော်လေးကိုဒီနှစ်မှာအခြေအနေဆိုးနေတယ် Tottenham Hotspur အသင်းကြောင့်ပြောမယ်ဆိုရင်လက်ရှိအခြေအနေတွေကနီးပြအခြေအနေတွေကအများကြီး factor တွေအများကြီးထက်တော်ဖို့ limit မှာပါတယ်အဲ့တော့ Spurs နဲ့ဒီနှစ်မှာဒါကျွန်တော်အများကြီးမျှော်လင့်ထားခဲ့တယ်ဒါမနစ်ကဗျာအမှန်တိုင်းပြောမယ် Spurs နဲ့ဒဏ်ရာတွေအကြောင်းမလို့အသင်းကဆုတ်ပြတ်တက်သွားတယ်တကြောင်လို့ဒီနီးပြနဲ့အများကြီးမလုံနိုင်ခဲ့ဘူးဆိုပရိသတ်တွေအများကြီးနားလည်ပြီးခဲ့ကျွန်တော်လည်းဒါအမှန်တိုင်းပြောရင်ဘလောက်တိနားလည်ပြီးခဲ့ဆိုကျွန်တော်ဆိုရင် ရာသီဆလောက်ကလေးကဗျာဒီနီးပြရကျွန်တော်ကောင်းကောင်းကြီးနားလည်ပြီးရေโอเคဒါဆိုတော့ဒီလိုလိုရှိတယ်โอเคဒါကနပိုဆိုးွားတာစပါတင်းရတာကျွန်တော်ခန်းစစ်ကစားသမားတွေဖြစ်တဲ့ Mickey Van Der Ven နဲ့ Romero ကလည်းရာသီဆကလေးကနာနေခဲ့တယ်ပြဒါမဲ့ဒါရှိတဲ့ကစားသမားတွေမှာလည်းမမဲ့ရ Archie Gray လို့ဒါကျွန်တော်အသက်16နှစ်မှ16နှစ်20လောက်ရှိသေးတဲ့ကစားသမားကိုတော့မှ DM ကစားသမားကို CM CB ကစားသမားစော့နေရတယ်ပြီးရင်တော့ဒါကျွန်တော်တို့ ခံစားမှုမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အကုန်လုံးနားလေပြီးတယ်နီးပြအောင်နားလေပြီးတယ်နားလေပြီးတယ်နားလေပြီးတယ်ဒါပေမဲ့နီးပြအနေနဲ့ဒါကျွန်တော်တို့အဲတာတာဘောက်ဆိုလဲဒါ semi final မှာဒီဆွဲခေါ်လာနိုင်ခဲ့တယ်ဒါပေမဲ့ FA ဖလားမှာတော့ကျွန်တော်တို့မှတ်မဲ့ရ ဘဘူးရှုံးတာလေကျွန်တော်မှတ်မှမယူကျွန်တော် FA ဘလာမှာရှုံးခဲ့တယ်အော် Aston Villa ကိုရှုံးခဲ့တယ် Aston Villa မှာလည်းကျွန်တော်မှတ်မှတ်ရတာကျွန်တော်နောက်ဆုံး City တန်မော့ကိုကန်ပြီးအသေးချေကန်ပြီးမှတတ်လာခဲ့တယ်ဗောနော်အဲ့တော့တဖြည်းနဲ့တဖြည်းတည်းကျွန်တော်တို့တွေ့လာခဲ့ရတာတော်တော်လေးအချင်းကြီးဆိုနောက်တစ်ခုကဒါခုနကပြောတဲ့ Spa သင်းရဲ့လက်ရှိဒဏ်ရာပြဿနာတွေ Spa သင်းရဲ့လက်ရှိဒဏ်ရာပြဿနာတွေကနီးပြကြောင့်ဆိုတဲ့ပြဿနာတွေတော်တော်လေးကိုဆိုးရွားလာခဲ့တယ်မှာပါတယ် ဒါပေမဲ့ခုနပြောဆိုဒီညမှာတချို့ကြရတဲ့ဒါကြောင့်ဒီပြအကြောင်းမဟုတ်ဘဲနဲ့အရင်ကတည်းကဒီကစားသမားရဲ့ injury prone ဖြစ်တယ်ဆိုအကုန်လုံးပြောထားခဲ့တယ်။ဒီညမှာဒါတဝက်တဝက်ချင်းစီမှန်တယ်ဗောနော်။ဒီနီးပြဆော့တဲ့ဥစ္စာကြောင့်ဒီဒဏ်ရာတွေကအကင်းမတည်ဘဲနဲ့ပို့ပို့ပြီးတော့ဆိုးသွားတယ်ဆိုတဲ့အချက်ကလည်းမှန်တယ်။ဒါပေမဲ့ဒီကစားသမားဒီကိုယ်တိုင်က spar ဝယ်ကတည်းက injury prone နေတယ်ဆိုတဲ့ဥစ္စာလည်းမှန်တယ်။ဘာကြောင့်လဲဒါ Mickey Van Der Ven က spar စီရောက်ခဲ့ကြတာကျွန်တော်ကောင်းကောင်းမွန်မွန်အခုချိန်ထိတည်တည်ချာချာအောင်မဆော့ရသေးဘူး။ဒါနီးပြဆော့ဆက်ပြီး run ခိုင်းနိုင်လည်းအများကြီးပါတာဗောနော်။ပြီးတော့ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်သိရတဲ့ Romero Romero ကတော့ကျွန်တော်တို့ Tottenham Hotspur နီးပြမဟုတ်ပါဘူး။ဒါအရင်ကတည်းက တာအရင်ဒီပြဒီကတဲ့ကရူမေရိုတိရဒါမကြခဏဆိုသူဒန်ယာရနေတော့ကြောင့်ရူမေရိုဒန်ယာရတိတ်ပြီးမထူဆန်းဘူးပြီးတော့ခုနကပြောဒီနှစ်မှာစပါတဲ့နေနဲ့လူစုံတက်စုံပွဲတွေမှာဒါခုနကကိုချမ်းပြောတဲ့စကားနဲ့ကျွန်တော်ပြန်ပြောမှာနိုင်တဲ့ပွဲကြီးလည်းမနိုင်ဘူးမနိုင်တဲ့ပွဲကြီးလည်းမနိုင်ဘူးနိုင်ရမယ့်ပွဲကြီးလည်းမနိုင်ဘူးမနိုင်တဲ့ပွဲကြီးလည်းမနိုင်ဘူးဘယ်ဟာမှမနိုင်ဘူးနိုင်ဘူးဆိုနိုင်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 မနိုင်တာတွေပဲများလာအဲ့တော့ ဘယ်လောက်ထိဆိုးရွားလာခဲ့တယ်စပါတင်ဒါကျွန်တော်နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာဒါဟာပထမဆုံးနဲ့အဆင့်30အောက်ပိုင်းမှာဒါဆုံးဆပြီးတော့တိုင်ပတ်လာခဲ့တယ်ပေါ့နော်အဲ့တော့ပထမတော့မှာဒါတိုင်ပတ်ပြီးဒါကျွန်တော်တို့တန်းဆင်းမလို့ထိဖြစ်သွားခဲ့တဲ့အထိတောင်စိတ်ပျက်စရာဖြစ်ခဲ့ပေမဲ့တန်းဆင်းဆောင်ရအခုချိန်မှာလွတ်သွားခဲ့တယ်ဒါပေမဲ့စပါမော်ဒီနေ့မှာဒါဖလားအတွက်မျောလင်းချက်ဆိုလို့ယူရိုပါလိတခုရှိတယ်ပြည်တွင်းကတင်းတင်းဖြစ်တဲ့ United နဲ့ဒါကျွန်တော်တို့အတူတူရှိနေသေးတဲ့အတွက်ကြောင့်မို့လား United လည်းဒါအခုချိန်မှာဖြစ်နိုင်သေးတယ်စပါတင်လည်းဖြစ်နိုင်သေးတယ်ဒါပေမဲ့အခုလက်ရှိတတ်အမယ်လမ်းစဉ်မှာဆိုတော့ United ကစပါတင်နဲ့ပြန်ရှင်ကြည့်မယ်နှစ်ယောက်လုံးကတော့အရန်ကြီးလွယ်ကူနေတာမှမဟုတ်ဘူး United ကတော့တစ်ခါက ကဒါကျွန်တော်လိုင်ယွန်တို့အက်သလက်တစ်ကိုဘဘာဦးတို့ဒါကျွန်တော်အသက်တိဘီဘာဦးတို့ဒါစပါဘက်ကပြန်ကြည့်မယ်ဆိုတဲ့အခုလက်ရှိမှာတွေ့ကြတဲ့အတိုင်းပဲဒါကျွန်တော်တို့ Frankfurt နဲ့တွေ့မယ် Frankfurt ပြီးရင်တော့တစ်ဖက်ကတော့တက်လာမယ် Lazio တက်လာဖို့များတယ် Lazio နဲ့ Bordeaux Glen နဲ့အ Bordeaux Glen တက်လာရင်တော့ကောင်းတော့ဘာဒါမှမဟုတ်က Lazio တက်လာဖို့ပဲများအဲ့တော့ Spa အသင်းအနေနဲ့ Europa League ဆိုတော့လေပါဇက်ကသာဒါအကြကောင်းပြောနေတာပဲရှိတာဒီခြေစွမ်းနဲ့ဘလို့မှလွယ်မဲ့နေတာမရှိဘူးဒီကြတယ်မှာဒါပူပူလောလောမှာလဲဖူခွန်လို့အသင်းမျိုးကိုဂိုးပြတ်ရှုံးနေခဲ့တယ် မကီဗန်နာဗင်းဆိုလဲဒါကျွန်တော်ရှေ့ကဒါကျွန်တော်တို့အာဘာလို့တေးစီအော်ကမာနဲ့ပွဲစဉ်နောက်ပိုင်းကလွေလွေခုချိန်ဒီတန်ရာကပြန်လဲမတတ်တော့တယ်အဲ့တော့ဘာတွေဖြစ်နေလဲဘလို့တွေဖြစ်လဲဒါကကျွန်တော်ဖျားသခင်ပဲသိတော့မယ်အဲ့တော့စပါသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်ထုံးဝနိုင်မယ် ဒီနှစ်မှာလူစုံလားဆိုတာခုနကပြောကျွန်တော်ခါရအမြင်လားဆိုတာပိုင်ရှင်ကိုအမြင်လို့ကျွန်တော်ဘလိန်းတယ်ပေါ့နော်ဒီနှစ်မှာတော့ကျွန်တော်ပိုင်ရှင်နဲ့တို့လည်းဝယ်ပေးတဲ့လောက်ဝယ်ပေးခဲ့ပြီးပြောတယ်ခန်စစ်မောက်စပါတင်တယ်အခုလက်ရှိမှာဒါကျွန်တော်တို့ first line တဲ့2ယောက်ရှိတို့တကယ်ကိုတော့ကျွန်တော်တို့ကောင်းမင်ခန်စစ်မှု2ယောက်လည်းအရန်ခန်စစ်မှုကောင်းကောင်း2ယောက်ရှိတယ်ဒရာဂူစစ်သူ့ဟာသူစုတ်တယ်သားပြောမယ်သူ့ဟာအရန်အနေနဲ့မဆိုးလို့ပြောလိုက်ရတယ်ဒန်ဆိုလည်းအရန်အနေနဲ့မဆိုးဆိုတဲ့ခန်စစ်မှုတွေဖြစ်တယ်အဲ့တော့ပြောချင်တာလက်ရှိမှာဒါခန်စစ်မှုဆိုလည်း4ယောက်ဖြစ်သွားပြီ full back တွေဆိုလည်းအခုလက်ရှိမှာ digest pass ပြန်ကောင်းလာပြီဒါကျွန်တော်တို့ petro pool ရှိမယ် destiny udo ကြီးအဲ့တော့နောက်တန်း us farm မှာဒါကျွန်တော်6900လောက်တိရှိလာခဲ့ပြီဒါ queen level မှာဒါ spartan နဲ့ can ဆူးတယ်ပြီမှာ spartan မှာဒါကျွန်တော် white bear ထွက်သွားပြီးနောက်ပိုင်းဒါ spartan က bizuma နဲ့ဒါ abandon ကိုယုံကြည်ခဲ့တယ်ပေါ့နော်ဒီ queen level ဘိုင်းနေရာကိုဖြည့်ဖို့အတွက် spartan ယုံကြည်ခဲ့ပြီမှာဒါထင်လောက်လို့မဖြစ်ခဲ့အဲ့တော့ဟိုထင်သလိုမဖြစ်တဲ့လောကကြီးမှာ spartan ကနံပါတ်1ပဲဆိုတဲ့ပုံစံမျိုးတော့ပို့ပို့ပြီးတော့စကားပြောမှာတော့ပေါ့အဲ့တော့ စပါတဲ့နဲ့ဒါလက်ရှိမှာပြည်သက်တည်းရဲ့ဒေါသထွက်မှုတွေပိုပြီးများလာခဲ့တယ်။ဆောင်းဝါဒီမှာလည်းဒါကျွန်တော်ဘဒူးမှလူမဝယ်တဲ့အချိန်မှာစပါတဲ့နဲ့ဆောင်းဝါဒီမှာလူဝယ်ပြခဲ့တဲ့မတ္တီးယပ်စတေးလူမျိုးကစားသမားမျိုးတွေတန်ဆိုတို့အဲ့တော့ခုနကဘယ်လိုပိုင်ရှင်တွေကိုမုံတာမုံလို့ရတယ်။လက်ရှိမှာဒါကျွန်တော်အသိအချင်းတွေမကောင်းတာတော့လက်ခံရပဲ။ဒီပြအနေနဲ့ခုနကပိုဆိုးလာခဲ့တဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ခတ်သူဟိုပေါ့ကျွန်တော်ကစားသမားတွေပင်မန်းတွေပွဲပန့်တွေဆိုတဲ့ဒဏ်ရာတွေကိုအများကြီးပြဿနာပြလို့ရပေမဲ့တကယ်တမ်းသူကိုယ်တိုင်လည်း defensive မှာရန်အားနေတယ်။စပါတဲ့နေဒါပွဲတိုင်းလူလူဂိုးပေးလာခဲ့ပြီးဆောက်ရမ်းဆုတ်ပါတယ်ဆိုတဲ့နီးပြတွေ မှာတော့မှအိမ်ခွင်းမှာအဲ့လောက်ဒီခွက်ခွက်လန်အောင်မရှုံးဘူးစပါသင်းလက်ရှိဒါနီးပြတ် NGO ဆိုတဲ့လူယာတူးမှာရှိနေသေးတယ်ကအဖေကရှင်းရှင်းလေးပဲသူ့မှာယာတူးမှာလက်ထက်မှာရှိနေတာကယူရိုပါလိနောက်ထပ်ဆင့်တက်တော့ယာတူးမှာရှိနေအခုချိန်မှသာယူရိုပါလိပြုတ်ကြီးသူ့နောက်နေပြတ်ပြုတ်ပြီအဲ့တော့စပါသင်းလည်းခုလက်ရှိမှာတချို့ကြလဲဟာ NGO ဆိုတဲ့ကလူးကိုဒါကျွန်တော်ထုတ်ပြီးအခုချိန်ကလေးကဒါထားရမှာဆိုတော့အခုချိန်မှဘောသင်းကြီးလို့အတင်မျိုးပဲသင်းလာမလဲခင်ဗျာကျွန်တော်ဒါမေကွန်းတစ်ခုရခင်ဗျာကျွန်တော်မေးပြမယ် အခုအချိန်မှာစပားလူအသင်းမျိုးကိုဘယ်နီးပြမှလာပြီးနီးပြမလုပ်ဘူးဆိုတာခင်ဗျားသိဘူးလို့လေ။ဘာလို့ခုနကအခုလက်ရှိမှာခုနကပရီးမီးယားလိမှာအဆင့်၁၄တော့တန်းတော့မစင်တီကြရဲဒါပေမဲ့ခုနကပြောလို့ယူရိုပါလိကိုအရင်မျောမှန်းနေတဲ့သင်းနဲ့အခုလက်ရှိမှာဒီစကွတ်ဒီကစားသမားစိတ်ဓာတ်တွေနဲ့အခုလက်ရှိမှာဒါစပားသင်းနဲ့ကစားသမားတွေရှီတန်းဆိုလဲဆုပ်ပြတ်တက်လာပြီ။တသင်းလုံးမှာဂိုးသွင်းရတာဆိုလို့ဆူလန်ကီတကောင်လောက်ပဲကျန်တော့တယ်။ဆိုဟာမင်းကလည်းအသက်ကြီးသွားပြီးအရင်လိုမတတ်မြတ်တော့ဘူး။ခုနကပိုဆိုးတာက ခုနကပြောလို့အခုလက်ရှိမှာကျန်တဲ့ဥစားတွေလူဝယ်တယ်မဝယ်ဘူးဆိုတဲ့ပိုင်ရှင်တွေကျွန်တော်ကြိုက်တယ်မကြိုက်ဘူးဆိုတဲ့အချက် ဆိုင်ဆွန်ဟောင်းမင်းဒီအခုလက်ရှိမှာဒါကျွန်တော်တို့ first line up ကိုနေရာအရန်ပြေးလို့ရတဲ့ကစားသောင်းပြဿနာကဘာဖြစ်လဲဆိုတော့ဆွန်ဟောင်းမင်းကစုလဲစုစားလဲယူဆိုရခြင်းတကူရောက်လာတယ်ဆွန်ဟောင်းမင်းကအခုလက်ရှိမှာဒါအရန်ကောင်းတယ်မကောင်းဘူးမကောင်းဘူးအရန်ကောင်းတယ်တော့ပြောလို့မရတော့ဘူးဆို လက်ရှိမှာဆွမ်းဟောင်းမင်းမရှိဘဲနဲ့ဒီနေရာမှာကျွန်တော်တို့ဒါဘုဒ္ဓဥစားတို့မှာကျွန်တော်ထားခဲ့တာပဲဟာလူရီတောင်းဆိုတဲ့အော်တိုဘတ်ထားတယ်ဒါဖိုတဲလ်ထားတယ်အဆင်ပြေလို့မပြေဘူးဆွမ်းဟောင်းမင်းပြဿနာပြဆွမ်းဟောင်းမင်းကအရန်ကြီးကောင်းမနေဘူးဒါပေမဲ့ဆွမ်းဟောင်းမင်းလောက်တော့မှအရန်ဒီကကောင်းမနေဘူးတီမိုဝါနာလည်းမကောင်းမက်တီးယပ်စတေးလည်းမကောင်းအော်တိုဘတ်လည်းမကောင်းဘဒူးမှမကောင်းဘူးပြတော့ပြောရမယ်ဆိုရင်အားတစ်ချက်ကြောင့်ဟာ U21 မှာအော်တိုဘတ်ကနှစ်ကိုးဆက်ဆိုဟာဟိုကျွန်တော်ခင်ဗျားလည်းပြောချက်ဆို AGC အော်ကမားရံပေါ်မှာသူနှစ်ကိုးသွင်းတာပဲဒါပေမဲ့ခုနပေါ်လို့လက်ရှိမှာအောက်တန်းအောက်ကစားသမားကြီးအောက်လီတွေနဲ့ပြန်ရှင်မယ်ဆိုရင်တော့ဟုတ်မင်ဟုတ်မယ်ဒါပေမဲ့တကယ်နဲ့ပရီးမီးယားလိ ိလို့ intensity ကဒါခုနတစ်ခါတည်းလဲ spark rate တည်းအရင်မြောက်စားတာကျွန်မလက်ရှိမှာဒါကျွန်တော်တို့ spark တဲ့လူငယ်ကစားသမားလေးဖြစ်တဲ့ mikey mall လို့ပေါ့နော်ဟာ mikey mall ကအရင်ကောင်းတာနီးပြနေရာကျွန်တော်ခမရတော့ကြာကျွန်တော်တစ်ခါတည်းလေကိုကလေကျွန်တော် gut feel ကျွန်တော်ခုနကဒီမှာ tactic ရဲ့ဘာညာနားမလဲကျွန်တော်ခုချိန်ဒီလေလူတွေတော်များ mikey mall az okama နဲ့ဒါကျွန်တော်အုတ်စုနဲ့ပွဲစင်မှာတပွဲရဲ့ဒါကျွန်တော်တို့ asborn နဲ့ပွဲစင်မှာခြေစွမ်းပြတဲ့တပွဲကလွယ်လူကျွန်တော် mikey mall အဲ့ဒီအသင်းတွေကိုကြည့်လိုက် az okama ဆိုသူ့ဟာသူတော်မှာ netherland league မှာတိုင်ပတ်တာ asborn ဆိုတာဒါကျွန်တော်ပြောစရာမလိုအာချာပင်လိ ီးရလာတဲ့ကောင်ကြီးအဲ့တော့ပြောချင်တာဥမာပြကျွန်တော်သူများတဲ့နိုင်မှာကိုဒီမြို့ကမြန်မာ Ethan Wanderary Champion နေ့မှာဘလူးမျိုးတွေခြေစွမ်းပြတယ်ကျွန်တော်တို့ခုနကပြောပြအဲ International ကောင်တွေကဘုကျွန်တော်တို့ဒါဟိုအဖြူရီကပိုဆိုးတယ်သူတို့အသင်သူတို့အသင်သူတို့အသင်သူတို့ကဟိုအင်္ဂလန်ကစားသမားတွေကပိုဆိုးတော့အခုလက်ရှိမှာကက်ဘင်လက်ဘက်ကိုဆွန်ဟောင်းမင်းကိုက်ထားသူတို့လုံးဝမကြိုက်ဘူး ခမတကယ်ခင်ဗျာအဲ့ကောင်တွေအတွင်းစိတ်မကောင်းဘူးခုနကဘယ်တော့မှဆုံးဟောင်းမကြောက်ပို့ဆိုရင်ခင်ဗျာကိုင်းနဲ့မှာဟာကိုရီးယားသားတွေဘာညာတွေ့ပြီအရင်မုန်းတာကျွန်တော်ဆိုခဏခဏမေးတယ်ဟာမင်းကဆုံးဟောင်းမင်းကြောင့်ဘလုံးမွက်လာကြည့်တယ်ဟဲ့အောင်အာမချောင်းနဲ့မင်းထက်လည်းကြီးတယ်ငါဆပါဖလာရတာလည်းပွဲဖြစ်ပြီအဲ့လောက်တိကျွန်တော်ပြောယူရတယ်ခင်ဗျာ အေရှန်ကိုမြင်တာနဲ့ဟာတကောင်နဲ့ဆွန်ဟောင်မင်ကြောက်ပွဲလာပြတချို့ဆိုစင်ကာပူရီယန်တွေအသက်ကြီးကြီးတွေလာကြည့်တယ်သူတို့ဆိုဒါစပါအဖလာရတယ်မစပါဥရောပယူရိုပါလိရတာတော့စပါကိုမြင်မှုတဲ့ဘဲကြီးတွေအဲ့လိုမျိုးမေးကန်ခင်ဗျာစကားကြအကောင်ဒါရေးစစ်စစ်ဖြစ်တာကျွန်တော်ကဆွန်ဟောင်မင်မကောင်မှန်တယ်ဒါပေမဲ့ဆွန်ဟောင်မင်တော့အခုလက်ရှိမှာအရန်ကြီးကတရားမကောင်မနေဘူးအဲ့ဒါ harsh reality ပဲဒီလက်ကျွန်တော်ပြောတာတခါကျရင်အဲ့ဒါကိုတို့လည်းမခံနဲ့ဟာတို့မိုက်ကီမောလေးသုံးတော့ပါဖြစ်လို့လေအခုဟိုတလုံးကကျွန်တော်သုံးတာပရီးမီးယားလိဂ်အင်တာစီတီမှာကောင်းလို့မကောင်းမှမကောင်းတော့ကျွန်တော်ပြောတာဒီလား ကစားသမားတယောက်ကတပွဲနှမွဲကြည့်တာအဲကစားသမားကောင်းမကောင်းခမတန်းတည်တာဗျာကျွန်တော်တို့ကတည်လာအဲ့တော့ကျွန်တော်တို့အများကြီးမျောလင်းချက်မထားဘူးဘာမှလည်းမပြောချင်လာမဲ့ပတ်မှလည်းဒါ Chelsea လို့အသင်းမျိုးနဲ့ရင်ဆိုင်ဖြစ်တော့ရှုံးမှာပဲခမအဲ့ပိုးဆိုးနေတာလာခုနပေါ်တယ်ဒီကျွန်တော်မနေ့ပြောချန်ပီယံယူရိုပါလိမရမဲ့သူစောစောထွက်လိုက်နီးပြစောစောဖြုတ်လိုက် Ryan Bissing ကိုင်းလာမဲ့နွေရာဒီမှာဘဘူးပဲလာလာပြီးရင်ဒါ session လာအတွင်းမှာဒီလိုပဲပြင်ရန်ဖြစ်မှာပဲထူးဆန်းတဲ့တော့တော့ပြောချင်တာကစားပရိသတ်တွေကလည်းကိုယ်အသင်းကိုအခုချိန်မှာဒါသူတို့အသင်းကိုသူတို့ United တို့ Liverpool တို့ Arsenal တို့လိုမျိုးမှတ်လာမသိဟာ ခမဖလားမရတာပဲကျွန်တော်အခုချိန်မိမယူပြီးကလေးမွေးတာအဲ့ကလေးတော်မှအရွယ်ရောက်နေပြီကျွန်တော်ပြောတာရှင်းရှင်းလေးကိုသိင်းချင်နေကိုသိဖို့ရေးကြည့်တယ်တချို့လူတွေကဒါပဲကျွန်တော်ပြောချင်တာအဲ့တော့လောက်ပဲဘလုံးမွေးတခုကြည့်ရှုချင်တယ်ဆိုရင်တော့ youth sport media 3 point ဆိုတော့ね TV4 တို့မှာကျင်းလို့ဆိုတော့ပေါင်းကုန်ကြလို့ရပါတယ်မြန်မာပြည်ကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေထဲမှာလည်း youth sport media 3 point ဆိုတော့ね TV4 ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မျက်စောကုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်ကလစ်ဖို့မမိကြပါနဲ့မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ် ားလုံးမကြွတမရဲကောင်းမွန်တော်နေနေဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တော့ကုန်ပြပါအောင်ဒေးဗော့ပါ